ကဲဒီဗီဒီယိုလေးကိုကပ်ကာနဲ့ဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်တတိရှာရှာလေးရှင်းပြပါမယ်။လက်ကြည့်ကြအောင်ကပ်ကာနဲ့လုပ်ရမှာဆိုတော့ကပ်ကာဆိုရက် every ဝင်ပါ။ကဲဒီထည့်ရပါဆိုတော့ဒီမှာပုံမှန် new project ဆိုတာကိုနေပါ။ဒီရွေးလေးပေါ့နော်။ကဲပုံလေးရွေးလေးမယ်။ကဲဒီပုံရဲ့ပပ်ချီပုံပေါ့နော်။ โอเคဆိုတော့တခြင်းထင်းမယ်ပေါ့နော်ကိုကြိုက်တခြင်းကတော့ကိုကြိုက်တခြင်းထင်းပေါ့နော်တခြင်းထင်းအောင်ပေါ့နော်တခြင်းတက်ထင်းပေါ့ဒီကျွန်တော်ဒီခြင်းထင်းလိုက်မယ်โอเคဆိုတော့ဒီခြင်းထင်းပြီဆိုတော့ပြချမှာပေါ့နော်ပြချမယ်ဆိုတော့ကဲချက်ချက်ကြည့်ဆိုရမှာ beat ရရှိပါလားဒီနားလေးမှာโอเคဒီနားလေးပေါ့နော်ဒီနားလေးတော့နော်ဒီနားလေးကိုတစ်စက်ပေါ့ဒီကျွန်တော်ခြောက်ပြီးတော့ဆိုတော့ဒီဆုံးဒီပုံလေးကိုဒီမှာဒီမှာ beat ခုခြားတဲ့နေရာမှာအဲဒီအောင်ဆွေးမယ် ီပုံလေးကိုကြတော့ဒီထိပေါ့နော်ဒီထိဆွဲလိုက်ပေါ့နော်โอเคဒီထိဒီမှာဒီပုံလေးကြတော့ဒီထိပထားလိုက်ပေါ့နော်အဲ့ရပြီဆိုတော့ဒီပုံထောက်လိုက်ပေါ့နော်အရင်ဆုံးအစားဆုံးပုံထောက်ပြီးတော့အောက်ကိုဒီမှာအောက်ကိုဆွဲချပြီးမှ copy copy ယူလိုက်ပေါ့နော် copy copy တော့တော့မရေးထောက်ဒီမှာဒီလိုရေးထားတယ်မှာဒါကိုဆွဲလိုက်ပြီးပုံကိုဒီဘက်ဆွဲပြီးတော့ဒီမှာ overlay ဆိုတာရှိရဲဒါကိုနေလိုက် ကဲဆိုတော့အောက်ရောက်ဒီဘက်တဘုံဒီဘက်တဘုံဆိုတော့ဒီဘုံမမြင်ရတော့ဘူးနော်ဒီဘုံမြင်ရအောင်ဆိုတော့ကဲဒီဘုံမြင်ရအောင်ဆောင်းလာလို့မဖြစ်အောင်ဘယ်လိုလုပ်ရမလဲချက်ပြမယ်ဒီဘုံလေးကိုထောက်လိုက်ပြီးတော့ဒီဘက်ဆွဲလိုက်ပေါ့နော်ဒီမှာမတ်ဆိုရာရှိရနော်အဲ့ဒါဒီမှာဝိုင်းလေးနဲ့ဒါလေးကိုနှိပ်ပြီးတော့ဒီဟာလေးကိုနှိပ်โอเคဒီဟာလေးကိုဒီလိုလေးလှည့်လိုက်လှည့်လိုက်မလို့90ဒီဂရီနော်90ဒီဂရီနော်90ဒီဂရီတော့လေးလိုက်โอเคโอเคแล้วมา တပုံးရှိတယ်โอเคမဒီကောင်ကိုထပ်နေအောက်ပုံထပ်ထလာပြီးဒီမှာဒီကောင်ကိုထပ်နေလိုက်ပြီးအောက်ကိုဆွေးချဒီဖက်ကိုဆွေးလိုက်โอเคဒီပုံထပ်ထောက်လိုက်ပြီးဒီဖက်မှာဆန္ဒ max ရနေရကိုပြန်ဝင်လိုက်ပြန်โอเคပြီးရင်ဒီမှာအောက်မှာဒါရှိတယ်ဒီအားလေးကိုနှဲ့လိုက်โอเคဆိုတော့နှစ်ဖက်မြင်ရပြီနောက်တပုံးလုံးမြင်ရပြီဒီပုံမြင်ရတော့โอเคဒီကောင်ကိုထောက်လိုက်โอเคဒီမှာ key frame ချလိုက်ဒီကောင်ထားလိုက်ဒီမှာ key frame တစ်ခုထည့်ချလိုက်โอเคနောက်လည်းအတိုင်းပဲ မကလစ်ဖင်တစ်ခုချလိုက်ဒီမှာလေကလစ်ဖင်တစ်ခုထပ်ချလိုက်โอเคကဲဆိုတော့အပေါ်ကပုံကိုဒီဘက်လက်ကလေးနဲ့ဆွဲလိုက်โอเคလက်ကလေးနဲ့ဒီအထိမနော်โอเคဒီအထိဆွဲချလိုက်ဒီပုံကိုလေဒီအထိဆွဲချလိုက်โอเคဆိုတော့ရပြီဒါပဲမဲ့လို့နှေးတယ်ပေါ့နော်တွားတာဒူတွားတဲ့ပုံစံနှေးတယ်ပေါ့နော်နှေးတာကိုကျွန်တော်နည်းနည်းမြင်အောင်လို့လုပ်အောင်လားတီလုံးနဲ့မလိုက်ပေါ့နော်ကဲဆိုတော့ဒီကောင်လေးကိုနှေးလိုက်ဘီဒီမှာဒီကောင်လေးကိုနှေးလိုက်ပေါ့နော် အောက်ကဘုံလထောက်လိုက်အောက်ကဘုံလအတိုင်းပဲဒီဟာဒီဒီဟာလေးကိုနေလဲပေါ့နော်တကယ်ရပြီဆိုတော့အကဲချက်ကြည့်မယ်โอเคဆိုတော့ဒီဘုံနော်ဒီဘုံကိုဒီကားဒီတိုင်းဘာမှလုပ်ဆောင်မလို့ဘုံလားဒီဘုံကတော့နော်โอเคဒီဘုံကိုထောက်လိုက် copy ယူလိုက်ပေါ့နော် copy ထည့်ယူလိုက်โอเค copy မျိုးဆိုရင်ဒီမှာဒီဟာလေးကိုနေလေးရပါတယ်နော်โอเคကော copy ပြီးယူလိုက်လွှင့်အောင်လို့ပေါ့နော်ဒီကောင် တော့လို့ overview out ပို့လိုက်ဒီတိဆွေးချလိုက် okay ဒီတိဆွေးချလိုက် okay နော်ဒီကောင်ကတော့အခုက100ဆိုတော့ဒီကောင်က tour site က100ပေါ့နော်ပြီးပုံမဲ့1နဲ့ဒီမှာ100ဒါဟို site ပေါ့နော်ဒီကောင်130လောက်ထားလိုက် okay 130လောက်ထားလိုက်ပေါ့နော် okay ဒီအပေါ်ကဟာရောအပေါ်ကဟာကိုလေ130လောက်ထားလိုက်နော်ပုံ site ညီသွားအောင်လို့ okay ဒီကောင်ထားလိုက်မယ်မဟာလေးနေလိုက်ပေါ့နော် မှာ busy ဆိုတော့ဒီကောင်ကျော်နေလိုက် okay သေးလိုက်ပေါ့နော်ဒီမှာ40လောက်ထားလိုက်ပေါ့နော် okay 40လောက်ထားလိုက်40လောက်ထားရပြီဒီမှာဒီနားလေးကိုတစ်ဆက်ချလိုက်ပြီးရင်ဒီနားလေးကိုတစ်ဆက်ချလိုက် okay okay ဒီဘက်ပေါ့နော်ဒီဘက်ဟို130ပေါ့နော်130ဒီကောင်ဒီတော့အော်အော်ဒီကိုဖြောက်လိုက်ပါနော်ဖြောက်လိုက်ဆိုတော့ကဲချက်ကြည့်မယ်ဘယ်လိုသွားဆိုတော့ โอเคဆိုတော့ဒီကောင်နှိပ်လိုက်ပေါ့နော်ဒီကောင်နှိပ်ပြီးတော့ဒီမှာဒီကောင်လေးကိုနှိပ်လိုက်ပေါ့နော်ဒီကောင်နှိပ်လိုက်ပြီးတော့အာဒီဟာလေးပေါ့နော်ဒီဟာလေးနော်โอเคโอเคဒီဟာလေးကိုဟာလေးကိုထားလိုက်တဝက်လောက်ထားလိုက်ဒီဒီလောက်ထိပဲနော်โอเคဒီကောင်ဒီကောင်စပလစ်လုပ်လိုက်โอเคဒီရှင်းဒီမှာကျွန်တော်ပြမှာအပြည့်နော်ဒီကောင်အပြည့်ထားတယ်နောက်ဆုံးပေါ်အပြည့်ထားတယ်ဒီကောင်ကြတော့အပြည့်ထားတော့မရဘူးဒါပေမဲ့ဆိုတော့မလှဘူးနော်ကြည့်ရတာမလှဘူးဆိုတော့ဒီကောင်ထားလိုက်အနေချင်းဒီမှာ ဒီကောင်ကိုတဝတ်ထားလိုက်အောက်ဆိုတဲ့ဟာကိုနှိပ်လိုက်နော်အောက်မှာငါလိုပြောရအောင်အဝင်နဲ့အထွက်ပေါ့နော်ဒီမှာဒီမှာလေးဒီချိန်ကျပါโอเคဆိုတော့ဒီကောင်ကတော့တစ်ခုနော်ဒီမှာအင်းနဲ့အောက်နော်အင်းအင်းရဲ့အောက်ရဲ့နှစ်ခုထည့်ရအောင်နော်ဒီကောင်ကတော့အင်းတစ်ခုနေနော်ဒီမှာဒီဟာအဝင်တစ်ခုနေရောက်ရအောင်နော်ဒီတမ်းဒီဒီလိုလေးပဲတော့နော်ဒီမှာဒီမှာလေးရနော်ဒီမှာလေးပြီးတော့ဒီလိုပြန်လေးရနော်โอเค ဆိုတော့ဒီကောင်နည်းနည်းလှသွားအောင်လို့ကြီးလို့လှသွားအောင်လို့ကျွန်တော်ချက်ပြမယ်ဒီကဒီကပုံမှန်ထားဒီကောင်ရတော့ဒီမှာဒီကောင်နေလိုက်လှေးနေအောင်ဒီမှာဒီလောလေးလေးလာ20လောက်ထားလိုက်ပါတော့20လောက်လှအောင်ဒီဖက်ကိုတက်လေဒီကောင်ကိုတက်လေ20လောက်ထားလိုက်โอเคโอเคဆိုတော့ကောင်တော့နည်းနည်းနှေ့ပေါ့နော်ဒီကောင်လေးဆောင်းရလို့မျိုးပုံကိုထောက်လိုက်ပြီးဒီကောင်လေးနေလိုက် โอเคအဲ့လိုလေးပေါ့နော်โอเคကြာပြီဒီကောင်တော့တရား130အထိပေါ့နော်โอเคဒီဒီနောက်ဒီနောက်ကိုထားလိုက်ဒီမှာ given ထားချလိုက်ပြီးဒီကောင်ကိုအောက်ဆွေးချလိုက်โอเคโอเคဆိုတော့ဒီလိုမျိုးခုံပြီးတော့သွားတဲ့ပုံစံမျိုးပေါ့နော်ဒီလိုမျိုးလေးပေါ့နော်ဥပမာတကယ်တော့တကောင်မထည့်ဘူးဆိုရင်ဒီမှာယူယူပဲသွားတာပေါ့နော်ဥပမာဒီကောင်ကိုထည့်လိုက်ပြီဆိုရင်ဒီမှာโอเค given ချပြီးထည့်လိုက်ဒီမှာ ဘုရားဆရာဒီဒီကောင်လေးလှသွားအောင်မနော်ဒီမှာတီးလုံးလှလိုက်လိုက်အောင်လို့ဒီမှာဒီအလေးကိုโอเคဆိုတော့ဒီမှာချက်ကြည့်မယ်ဆိုတော့ဒီပုံထပ်ထောက်လိုက်ဒီပုံထပ်ထောက်ပြီးတော့ဒီအလေး copy ပုံစံနဲ့ထပ်နေလိုက်ပြီးဒီမှာ overlay ဆိုတာရှိတယ်ဒီကောင်ထပ်နေလိုက်ပြီးတော့ဒီဖက်ကို switch ချလိုက်โอเคပြီးတော့ဒီဖက်အစွန်ဆုံးကဟာကိုအပေါ်ဆုံးတင်လိုက်ဒီမှာဒီဟာရှိတယ်ဘယ်လို column နဲ့ space လာပါလို့မသိအဲ့ဒါကိုနေလိုက် out အဆုံးလေးဆွဲချလိုက်0ထားလိုက်โอเคမယ်โอเคကျွန်တော်သင်ပြမနော်ပြီးပြီဆိုတော့ effect effect ထည့်မယ်မနော် effect ကျွန်တော်ချက်ကြည့်မယ်ဒီမှာဒီအားလေးကိုနေလိုက်မယ်ဒီကောင်လေးကိုနေလိုက်မယ်ဒီကောင်လေးရဲ့ဒီ effect ဘင်းသားလေးမရှိရဆိုကျွန်တော်ပြပါမယ်ဒီ effect နော်ဒီ effect လေးကဟုတ်ကျွန်တော်ထည့်ဒီ effect ကဘင်းသားလေးမရှိရဆိုတော့ဒီမှာဒီမှာ neck color ဆိုတဲ့နေရာမရှိရဘူးနော်ဒီမှာဒီမှာဒီနားလေးပေါ့နော်ဒီထက်မှရှိပါတယ်ကဲဆိုတော့ဒီကောင်လေးက effect ကို agent လေးလုံးမယ်ပေါ့နော် အတန်းလေးလုံးမဆိုတော့ဒီကောင် speed ကြာနည်း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 လေးပဲထားလိုက်နော်နစေးလောက်ပဲထားလိုက်ဒီဟာလေးကိုမထားပါနဲ့0အထိထားပါဘာဖြစ်လို့ဆိုတော့ဒီဟာဘလို့အလုပ်လုပ်လို့ဆိုတော့ဒီကောင်ဒီကောင်ထားလိုက်ဒီကောင်အဆုံးထိထားရတယ်နော်ဒီမှာပုံကဘယ်လိုပြောမလဲကျွန်တော်ချက်ပြမယ်အကြီးနဲ့အယုတ်ကလေးတွေလှုပ်စီးလှုပ်ကြီးဖြစ်နေနော်ဒီကောင်ကတော့မလှဘူးပေါ့နော်မလှဘူးဆိုတော့ကြိုက်လို့ထည့်ရရဒါပေမဲ့ကျွန်တော်တော့မကြိုက်ဘူးဆိုတော့ဒီကောင်ကို0ထားလိုက်တယ်ဒီကောင် site ကြတော့ ဒီကောင်လည်းကျွန်တော်တိတ်တော့မကြိုက်တမ်းပဲကျွန်တော်တစေလာတော့ထားလိုက်ပုံနော်ဆရာဆရာချက်ကြည့်မယ်အိုကေဆိုတော့ဒီကောင်ထပ်နေလိုက် copy ယူလိုက် okay copy ယူတော့ဒီဖက်ကိုဆွဲလိုက်ဒီဖက်ဆွဲလိုက်ဒီဖက်ဆွဲလိုက်ရင်လည်းမရဘူးနော်ဒီဖက်ဆွဲလိုက်ရင်လည်းဒီကောင်ဒီအပေါ်ကဒီဒီပုံမရမယ် okay ဒီပုံမရမယ်ဒီဒီအောက်ကဒီနှပုံမရဘူးနော်ဒီနှပုံကိုမသွားဘူးအဲ့အဖက်က okay ဆိုတော့အဲ့အဲ့နှပုံကို အဖတ်သွားချင်တယ်ဆိုရင်ရောက်ချင်တယ်ဆိုဘယ်လိုသွားလို့ဆိုတော့အဖတ်ကို nate ဒီကောင်ကို object ဆိုတာကို nate ဒီမှာ overly ဆိုတာရှိတယ် overly ကဘယ်လိုမသိအဲ့ဒါရှိတယ်အဲ့ဒါဆိုကဲဒီမှာဆိုတော့ဒီဖက်ကနော်ညာဖက်ပုံဒီမှာတွေ့ရနော်ဒီမှာ okay ပြီး copy ထပ်နေရဒီကောင်ကိုနော်ပုံ okay တော့ဒီနားလေးမှာညှိလှသွားအောင်လို့ effect ထပ်ထည့်လိုက်မယ်နော်နောက် effect ကိုထပ်ထည့်လိုက်မယ်ဒီမှာ shape ဆိုတာလို့မလို့ shape ဆိုတာဒီကောင်လေးဘယ်နာမရှိလို့ဆိုတော့ necklace ဆိုတဲ့နေရာမှာရှိရပေါ့နော် necklace ဆိုတဲ့နေရာမှာရှိပါလားဒီ effect ကလေးနော် okay တော့ဒီကောင်နေလိုက်ဒီကောင်နေလိုက်ဆိုတော့ agent နဲ့ထက်လို့ပေါ့နော်ဒီဒီ effect ကို agent နဲ့ထက်လို့ပေါ့ okay ဒီ ठी ဆွရှာလိုက်ပေါ့နော်ဒီ ठी ဒီအဆက်လေးကြီးနော်ကိုတီလုံးအဆက်လေးကြီးပေါ့နော်ဒီမှာဒီ ठी မှာဒီမှာ keyfin တစ်ခုချပြီးရင်ဒီနောက်မှာ keyfin တစ်ခုဆက်ရှာ okay ဆိုတော့ဒီကောင်ကို0ထားလိုက်ရှေ့ဟာ0ထားလိုက်နောက်ဆုံးဟာအဆုံးထိတင်လိုက် okay ဆက်ဆိုတော့အားလုံးပြီးပြီဆိုတော့မနောက်တစ်ခုထပ်ထည့်ရပါမယ်ကျွန်တော်ဒီကောင်နဲ့ဒီမှာ adjust ဆိုတာကိုနေဒီမှာ အလင်းအမောင်ပေါ့နော်အလင်းအမောင်โอเคကျွန်တော်အမောင်ထိထားလိုက်โอเคဆိုတော့ဒီကောင် giveaway တခုထပ်ချချလိုက် ပြီးတော့ဒီမှာဒီလောက်ထိပေါ့နော်ဒီမှာဟောလောက်ပေါ့နော်10စက္ကန့်ဇာလောက်20စက္ကန့်ဇာလောက်ပေါ့နော်အဲ့လောက်လိုက်ထားပြီးတော့မှ giveaway ထပ်ချလိုက်ဒီကောင်အလေးလောက်ထားလိုက်โอเคဒီကောင်0ပြန်ထားလိုက်ပြီးရင် copy ထပ်နေလိုက်နော်ဒီဘုံကရက်နေသေးတယ်ဘာမှ အလုံးမလို့တူညနေဆိုတော့ဒီကောင်ကို effort ထည့်လိုက်မယ်နော်လှသွားအောင်လို့ပေါ့နော်ဒီကောင်က effort ထည့်လိုက်မယ် effort ကိုနေဗီဒီယို effort ကိုနေမာဒီကောင်လေးကိုနေပေါ့နော်ဒီမှာဒီဟာလေးနော်ဒီဟာလေးနော်အဲ့ဒီမှာရှိပါရနော်ဒီမှာ neck လေးဆိုတော့ဖတ်ချက်မှာချလိုက်ပါဒါကောက်ကိုဆေးထားလိုက်ပါဒါကျွန်တော်ရဲ့ကျွန်တော်ဆေးထားတာပါနော်ဒါဆိုတော့ဒီကောင်လေးကိုချက်ကြည့်မယ် okay ဒီကောင်လေးအကြက်ထလို့မလား ဒီကောင်လည်းဒီကောင်မထည့်ပါနဲ့ဒီကဲဒီကောင်ထည့်ထားရင်မလှပါဘူးနော်ပုံအဖတ်မလှဘူးပေါ့နော်ဒီကောင်ကြတော့ဒီကောင်0ပဲထားလိုက်ဒီကောင်တည့်အရင်မရှိဘူးနော်ဒီကောင်ကြတော့ဒီမှာကြီးအငေနော်နော်ခရစ်ဆိုတော့ဒီကောင်20လောက်ပဲထားလိုက်ပုံမှန်20လောက်ပဲကျွန်တော်ကတော့ပုံမှန်20လောက်ပဲထားပါတယ်20လောက်ပဲထားလိုက်ပါဒီကောင်ကြတော့ speed 2ရဲ့ခုံလုံးပေါ့နော်ခုံလုံးကြတော့ဥမာ coordination တင်းလုံးနဲ့ဟောပေါ့နော် light တဲ့အတန်းမှာကျွန်တော်ကတော့ဒီ distance AA လေးဆိုတော့ဒီလောက်လေးပဲထားလိုက်မယ် သုံးစီလောက်ပဲထားလိုက်မယ်စီကွန်ကြတဝက်ပေါ်တာပုံမာဘယ်လိုပြောမလဲအကြီးအကြီးအမုံဝန်နော်ပုံကြီးတာနဲ့ဝါးတာနဲ့ဒီကွန်ကတဝက်ပဲထားပါဘောနော်တဝက်တော့ဘောနော်တဝက်ဆိုတော့90စီလောက်ပေါ့နော်အဲအလားလိုထားကြည့်မယ်ကြည့်မယ်ကဲဘီနောက်တစ်ခုကဗာလဲဒီပုံမှာဒီအဖအလုံးလို့နော်မတွေ့နော်ဒီမှာလှုပ်နေတာဒီပုံမှာထပ်မလှုပ်တော့ဘူးဒီမကြည့်ဒီပုံမှာအလုံးထပ်မလှုပ်တော့ဘူးโอเคဆိုတော့ ဒီပုံမှာအလုံးလုံးအောင်လဲဆောင်းတာတိုင်းပဲဆောင်းတာတိုင်းမထက်လို့မဒီကောင် copy ယူလိုက်โอเคဒီဖက်ကိုရွှေ့လိုက်โอเคပြပြီးတော့ဒီထိပို့လိုက်โอเคဒီမှာ over ဒီကိုတွေ့ပြီးနောက်ထပ် copy ထပ်နေလိုက်ဒီကောင်လဲ over ဆိုတော့တစ်ချက်ကြည့်ကြအောင် အန်ပြေရနော်ဒီနောက်ဟာလေးဖြတ်ပါတော့နောက်ဟာလေးမလို့ပါဘူးကဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကတက်တော့ပါပဲနောက်ဗီဒီယိုမှာထပ်တွေ့ကြတာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်